ဖေရှားရှိလေးရာမှာမေလတရက်ကနေ9ရက်ထိရုပ်အလောင်း15လောင်းကိုထပ်မံထုတ်ယူနိုင်ခဲ့တယ်လို့မိသက်ဦးစီးဌာနကထုတ်ပြန်ထားပါတယ်။ဒါ့အပြင် passport နဲ့အရေးကြီးစာရွက်စာတမ်းငွေဆက်ကူဖုန်းမိခင်တစ်တာဗန်စာအုပ်ရွှေတဲပစ္စည်းကားအုံနာ book တအုပ်ပတ်စပ်အိမ်နဲ့ ipad စတာတွေကိုသေဆုံးသွားသူတွေရဲ့မိသားစုဆွေမျိုးတွေစီပြန်လည်ပေးအပ်ခဲ့တယ်လို့ဆိုပါတယ်။ မတ်လ28ရက်ကလှုပ်ခတ်ခဲ့တဲ့9.9အဆင့်ရှိအေအားပြင်းကလင်တန်ကြောင့်ပြိုကျခဲ့တဲ့ Sky Villa စောင်းကနေမေလ9ရက်ထိကလေးတွေအပါအဝင်အလောင်း120ကျော်ရှာဖွေတွေ့ရှိခဲ့တယ်လို့သိရပါတယ်ရှင်။တနင်္သာရီမြို့နယ်မှာစစ်ကောင်စီရဲ့ကုန်စည်ကတ်သတ်မှုတွေကြောင့်ရိတ်ခါပြက်လက်လာနေပြီးကုန်စည်နှုန်းတွေလည်းတက်လာနေတဲ့အတွက်ဒေသခံတွေအခက်အခဲကြုံနေကြရပါတယ်။ဒီသတင်းကိုလင်းအိမ်ပေးပို့ထားပါတယ်ရှင်။ တနင်္သာရီတိုင်းတနင်္သာရီမြို့နယ်ကကျေးရွာတွေမှာစစ်ကောင်စီတပ်ကရိခါတွေဖျက်တောက်နေတဲ့အတွက်အသားငါးနဲ့ကုန်ပစ္စည်းတွေပြက်လက်တဲ့တံကိုခံနေရပြီးကုန်စည်နှုန်းတွေတက်နေတယ်လို့ဒေသခံတွေကပြောပါတယ်။ဆန်စီစားလို့မဖြစ်မနေလိုအပ်တဲ့ရိခါကုန်ပစ္စည်းတွေကိုစစ်ကောင်စီကမြို့မြို့ကနေတနင်္သာရီမြို့ပေါ်အထိသာတည်ဆောက်ဝင်ပေးပြီးကျေးရွာတွေမှာရောင်းချဖို့အတွက်ဒေသခံတွေဟာတနင်္သာရီမြို့ပေါ်ကနေတဆင့်သွားရောက်ဝယ်ယူနေရတယ်လို့ဆိုပါတယ်။အဲဒီလိုကျေးရွာတွေကနေမြို့ပေါ်မှာသွားဝယ်ရတဲ့အတွက် ပြန်လည်ရောင်းချသူတွေဟာလန်ဟီစေးအပြင်ဂိတ်ကြီးပါတောင်းတလောက်ပေးရတဲ့အတွက်ကုံစင်းတို့နေထိုးတက်လာတာလို့တနင်္သာရီမြို့နယ်ကဒေသခံမျိုးသမီးတယောက်ကပြောပါတယ်။မမဦးစိုးတော့တမျိုးရိတ်ခါအသားငါးလေးဆိုသူတို့သုံးလေးအစားကတော့ဒီအသားငါးတွေဆိုလို့ရှိရင်သုံးလေးရက်လောက်ကိုလုံးဝကိုတင်ခွင့်မပေးဘဲနဲ့ဖျက်ပစ်လိုက်တယ်။အခုရက်ပိုင်းမှာတော့အသားငါးတွေကိုတော့တင်ခွင့်ပေးတယ်ဆိုပေမဲ့ကားသမားတွေကသူတို့ဂိတ်ကိုရောက်ရင်လက်ထိုးရတယ်။တောင်းတလောက်ပေးရတာဆိုတော့အသားငါးတွေကနည်းနည်းပါးပါးတော့တင်ခွင့်ရသေးတယ်။ ။စံကားတွေဆိုရင်တဲခွေပေးတယ်ဆိုပေမဲ့လည်းသူတို့တောင်းတဲ့စီကအရန်ကိုများတယ်။ဥပမာစံတအိတ်ကိုမိမ9000ဆိုရင်ဒီဘက်မှာ3000လောက်ဈေးတက်တယ်။ကျုပ်တွေဆိုမြင်အောင်မမြင်ဘူးတော့ဘူး။ရိခါတွေဆိုရင်လည်းလမ်းမှာသူတို့ဂိတ်ကြီးတွေကိုပေးပြီးမှတင်ဆောင်ရတာ။အရောက်တိုင်းလည်းတင်လို့မရဘူး။သူတို့နဲ့နှီးဆက်တဲ့သူတချို့ပဲတင်ခွင့်ရတယ်။ဒါကြောင့်ကုန်စည်လုံးတွေဆိုလို့ရှိရင်နှစ်ဆလောက်ပေးပြီးမှကိုတင်ဆောင်ရတယ်။မြေမြို့မှာရောင်းတဲ့ OKNI မျိုးစားစံတဲ့အိကိုကုန်စည်တဲယူခွင့်မကန့်သတ်ခင်က ကျပ်သသိန်း2000ဝန်းကျင်ရှိခဲ့ပြီးတရုတ်ခွင်ကန့်သက်ပြီးနောက်မှာတော့ကျပ်သိန်း4000ကျော်အထိဈေးပေါက်နေပါတယ်အဲ့ဒီပြင်စားသုံးစီတပူကိုကျက်9000ကနေကျက်9000ထိဈေးတက်သွားပြီးစားတပိတ်တာကိုကျက်800ကနေ2000ထိဈေးတက်သွားတယ်လို့ဆိုပါတယ်။တနင်္သာရီမြို့နယ်ကကြေးရွာတွေမှာပြေးဆွဲတဲ့ကုန်ကားတွေကိုလည်းစစ်ကောင်စီတပ်ကစစ်ဆေးသိမ်းဆီးတာတွေလုပ်ဆောင်တဲ့အတွက်ကုန်ကားတွေရန်နာကုန်တယ်လို့မြေခင်ရိုင်ပြည်သူ့ကောက်ွယ်ရေးပူးပေါင်းစစ်ကြောင်းနှင်းရဲ့တာဝန်ခံကပြောပါတယ်။ကျွန်တော်တို့တနင်္သာရီဖေမားလေကြတော့အခုဆိုရင်ဒေါ်လာရေးထိတ်ကျုံနေပြီဖြစ်တဲ့ပေါ့နော်အဲ့ဒီကြာရီလက်ပဲဒီဖေမား 哆来伊大发嘞，比比阿里帕卡发嘞，那数目呢？威廉，那哆罗咩咩啊？西边是哆阿里伊瓦勒嘛？啊，迪卡拉阿达迪都勒古都噶，上那一块哩偏大哈是的。哆来伊，呃，叶波哩嘛来呗？啊，叶块哩第二大屋那二楼一月七四四年六六点六万，那六万，六单位那个。迪都哩嘛来呗？我朝我姑娘呢在大二伯家，的叶波哩，哆罗咩咩湖南摆对的第六十六哩六里家来呗。 ။မြိတ်တနင်္သာရီကာလပိုင်းကစစ်စေးရေးဂိတ်တွေမှာလည်းကုန်ကားတွေပစ္စည်းတင်ဆောင်တဲ့အခါစီးရင်တင်ပြရပြီးသတ်မှတ်ထားတဲ့စီးရင်ထဲပိုတင်ဆောင်တော်ကိုတွေ့ခဲ့ရင်ဖမ်းဆီးရေးယူမှုတွေလုပ်ဆောင်တယ်လို့ဆန်အိတ်တွေကိုလည်းအကန့်အသတ်နဲ့သာတင်ဆောင်ခွင့်ပြုထားတယ်လို့သိရပါဗျ။အာနာသိမ့်ပြီးနောက်စစ်ကောင်စီတပ်ကတနင်္သာရီမြို့နယ်တွင်ကကြေးရွာအများစုကိုစားနပ်ရိက္ခာနဲ့ဆေးဝါးအပါအဝင်73စီတည်ယူခွင့်ကန့်သတ်ထားပြီး2025ခုနှစ်ကစတင်ကပုံမှန်တင်းကျပ်လာနေပါဗျ။ကျွန်တော်လေးရင်ပါ ARD တိုင်းဟင်္ဒရာမြို့နယ်တလုတ်ထော်မြို့မှာရက်ကွက်အုပ်စုအုပ်ချုပ်ရေးမှုကစစ်မှုထမ်းထောက်ပံ့ခြင်းနှစ်ဆအထိတိုးကောက်နေတယ်လို့ဒေသခံတွေကပြောပါတယ်စစ်ကောင်စီခန့်တလုတ်ထော်မြို့အမတ်တရက်ကွက်အုပ်ချုပ်ရေးမှုကြော်စွာဆိုကမြို့နယ်အဆင့်အမိန့်နဲ့လှုပ်တာလို့ဆိုကဧပြီလ30ရက်ကစတင်ပြီးတအိမ်နောင်ကိုအရင်က1000ကျပ်ကောက်ခရာကနေကျပ်3000အထိတိုးမြင့်ကောက်ယူနေတာလို့ဆိုပါတယ် အောက်ချောက်ရည်မှုနဲ့အဖွဲကဆိုင်ကယ်နဲ့တအိမ်တက်တအိမ်စင်လိုက်ကောက်နေတာဖြစ်ပြီးတအိမ်ကိုချက်3000တောင်းကအပြစ်မပေးနိုင်တဲ့သူတွေကိုတပတ်အတွင်းခွဲထည့်ပေးဖို့ပြောတယ်လို့တလုတ်ထော်မြို့ကန်တယောက်ကပြောပါတယ်စစ်ကောက်စီခန့်အမှတ်၁ရပ်ကွက်အောက်ချောက်ရည်မှုကြော်စွာဆိုးရဲ့အပိုင်ထဲမှာအင်ချီတထောင်နဲ့အထက်ရှိတယ်လို့သိရပြီးတာမန်အခြေခံလူရန်စားဒေသခံတွေများတယ်လို့ဒေသခံတွေစီကသိရပါတယ်ရှင် မကွေးတိုင်းစလင်းမြို့နယ်ထဲမှာစစ်ကြောင်းထိုးလာတဲ့စစ်ကောင်စီတပ်ဖွဲ့တွေကိုမေလ၄ရက်နေ့မှာကြားပြတိုက်ခိုက်ခဲ့လို့စစ်ကောင်စီတပ်ဖွဲ့ဝင်အများအပြားသေဆုံးဒဏ်ရာရရှိခဲ့ကြတယ်လို့တော်လှန်ရေးတပ်ဖွဲ့တွေကပြောပါတယ်။စလင်းမြို့နယ်ထဲမှာရှိတဲ့ကုတ်ကိုတဲရွာကိုစစ်ကြောင်းထိုးဝင်ရောက်လာကြတဲ့ခမှန်အင်အား130ကျော်ပါတဲ့စစ်တပ်စစ်ကြောင်းကိုကြားပြတိုက်ခိုက်ခဲ့ပြီးသူတို့ဘက်က29ယောက်သေဆုံးတာတော့မျက်မြင်တွေ့ရှိခဲ့ရကဒဏ်ရာရတဲ့သူ30ထက်မနည်းရှိတယ်ဆိုတာကတော့ တရင်ပြည်တွေရဲ့ပြောပြချက်အရသိရတယ်လို့မင်းဘူးခရိုင်အမှတ်၁တပ်ရင်းရဲ့ပြန်ကြားရေးတာဝန်ခံကပြောပါတယ်။တပ်ပွဲဖြစ်ပြီးချိန်မှာစစ်တပ်ကလေကြောင်းကနေဗုံးအလုံး90နီးပါးလောက်ကျဲတဲ့အတွက်လက်နက်တွေမကောက်နိုင်တော့ပဲပြန်ဆုတ်လာခဲ့ရပြီးတွန်လိုင်းအေအားစုတွေဘက်ကထိခိုက်မှုမရှိခဲ့ဘူးလို့မင်းဘူးခရိုင်အမှတ်၁တပ်ရင်းရဲ့တပ်ရင်းမှူးရဲဘော်ကိုနောင်က TVB ကိုပြောပါတယ်ရှင်။ ရန်ကုန်ဥပဝေငလင်းသိမ့်ဒေသတွေမှာ73စီဈေးကရက်အတော်ကြာဈေးကျနေရကနေဒီရက်ပိုင်းထဲဈေးအနှဲငယ်ပြတ်တက်လာကြောင်းကိုမြို့ကန်တွေစီကနေသိရပါတယ်။ဝေဝေသတင်းပေးပို့ထားပါတယ်ရှင်။73စီဈေးကပြီးခဲ့တဲ့ဧပြီလတတိယပတ်နဲ့နောက်ဆုံးပတ်ထဲမှာတိတိတသာကျနေရကနေအခုမေလအစပိုင်းမှာတော့အနှဲငယ်ပြန်တက်လာကြောင်းကို ရန်ကုန်နဲ့ငလျင်တင့်ဒေသကပြည်သူတွေစီကနေသိရပါဗျ။လက်ရှိရန်ကုန်မှာ73စီစီကအနည်းငယ်ပြန်တက်လာပြီးပြီးခဲ့တဲ့ဧပြီလနောက်ဆုံးပတ်နေ့ရှင်ရင်ဒက်စီတလီတာကိုကျပ်200ကျော်ပြန်တက်လာကြောင်းကိုရန်ကုန်မြို့ကန်တယောက်ကပြောပြပါဗျ။အဲ24ရက်အရှိရတော့အဲ3000ကျော်လောက်ရှိတာပေါ့24ရက်နောက်ပိုင်းမှာ2800ကျော်။တရက်နေ့လောက်ထိပေါ့နော်အဲ့အတွင်းမှာတော့ဒီဈေးနည်းနည်းပြန်တက်တယ်အခုဒီ3ရက်လောက်ရှိပြီ။ ဘောနော်ဒီတရက်နှစ်နောက်ပိုင်းပေါ့တရက်နှစ်ရက်သုံးရက်ပေါ့နော်အဲ့လောက်အထိကိုဈေးနည်းနည်းပြန်တက်တယ်အဲတလီတာကို220 240 250မီဝါလောက်ပြန်တက်တယ်ပေါ့နော်ဒါလက်စီစီကတော့အဲ့လိုရှိတယ်73စီတင်သွင်းဒူလောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီရဲ့ထုတ်ပြန်ချက်အရကတော့လက်လီဈေးတွေဟာရန်ကုန်မှာပြီးခဲ့တဲ့ဧပြီလ4ရက်ကဓာတ်ဆီ92တလီတာကို2833ကျပ်ရှိရာကနေ ဧပြီလ20မှာတော့2583ချက်ထိကျဆင်းခဲ့ပြီးအခုမေလ4ရက်မှာတော့2918ချက်ထိပြန်တက်လာခဲ့တာဖြစ်ပါတယ်။တက်စီ95တလီတာကဧပြီလ4ရက်မှာ2880ချက်ရှိရာကနေဧပြီလ20မှာတော့2634ချက်ထိကျဆင်းခဲ့ပြီးအခုမေလ4ရက်မှာတော့2983ချက်ထိပြန်တက်လာခဲ့တာဖြစ်ပါတယ်။ဒက်စီဒီဇယ်နဲ့ပရီမီယံဒီဇယ်ဈေးတွေဟာငလျင်လှုပ်ခတ်ပြီးနောက် ဧပြီလအစပိုင်းမှာဈေးရီမြင့်တက်လာခဲ့ပြီးဧပြီလကုန်ပိုင်းမှာဈေးနှင်းငယ်ပြန်ကျရာကနေအခုမေလပထမပတ်မှာတော့အနှင်းငယ်ပြန်တက်လာခဲ့တာဖြစ်ပါတယ်။ငလျင်လှုပ်ခတ်ပြီးမေလ28ရက်နောက်ပိုင်းဧပြီလအစပိုင်းမှာတော့ဒီဇယ်1လီတာကို9000ကျပ်ထိပေးဝယ်ခဲ့ရကြောင်းမန္တလေးမြို့ခံတယောက်ကလည်းပြောပါတယ်။အဲဒီတော့ကတော့1လီတာကို9000အထိပေးဝယ်ရတယ်။ကူလရှိရတော့92က2995 3000ပေါ့3000ဒီက95ကတော့3000တရား ဒါကတော့ဒီမေလာတဲ့အဝင်ကြဒီဒီမေလာတဲ့ဝင်ဒီဒီမေရတုံးရလောက်ပဲရှိတယ်ပေါ့ပြန်တက်လာတာပြီးခဲ့တဲ့လအထိကတော့92ဆိုရင်တော့2600ကျော်ဟို90က2000ကျော်အဲ့လောက်ပဲရှိတယ်အခုတော့300 300 300လောက် ပြန်တက်လာတာပေါ့အမရှိဝယ်ရတော့မခက်တော့ငါလည်းလုတ်ပြီးပြန်တော့နည်းနည်းခက်တယ်အခုတော့ဘာလဲတော့ဝယ်ရတာအဆင်ပြေတယ်ပြီးခဲ့တဲ့ April လကုန်ပြီးတော့လည်းစီးလေးလေးတက်လာတယ်ဒီမေလာတဲ့ဝင်ကြမှာ300လောက်ပြန်တက်လာတယ်မန္တလေးမြို့မှာတော့ပြီးခဲ့တဲ့ April လ၄ရက်က တက်စီ92တလီတာကို2923ကျပ်ရှိရာကနေဧပြီလ20မှာတော့2664ကျပ်ထိကျဆင်းခဲ့ပြီးအခုမေလ4ရက်မှာတော့2806ကျပ်ထိကို ပြန်တက်လာခဲ့တာဖြစ်ပါတယ်။တက်စီ95တလီတာကဧပြီလ4ရက်မှာ2981ကျပ်ရှိရာကနေဧပြီလ20မှာတော့2921ကျပ်ထိကျဆင်းခဲ့ပြီးအခုမေလ4ရက်မှာတော့2862ကျပ်ထိပြန်တက်လာခဲ့ကြောင်းကို ဇက်3စီတင်သွင်းတူလောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီရဲ့ထုတ်ပြန်ချက်တွေရသိရပါတယ်။ဧပြီလ9ရက်ရက်ပြင်ပပေါက်ဈေးကရန်ကုန်မန္တလေးပါဝင်ငလင်တင့်ဒေသတွေမှာဓာတ်ဆီ92တလီတာက2995ကျပ်ဝင်ခြင်း95တလီတာက3100ကျပ်ဝင်ခြင်းနဲ့ပရီမီယံဒီဇယ်တလီတာက3150ဝင်ခြင်းရှိနေတာပဲဖြစ်ပါတယ်။ကျွန်မဦးဝေပါ စကိုင်းတိုင်းအင်းတော်မြို့မှာရှစ်လနီးပါးကြာအတုံးပြုခွင့်ပိတ်ပင်ထားတဲ့မြို့တွင်လမ်းတွေကိုမေလ၄ရက်နေ့မှာတော်လိုင်းတပ်ဖွဲ့တွေဘက်ကပြန်လည်အတုံးပြုခွင့်ပေးလိုက်တယ်လို့အင်းတော် Revolution IR ရဲ့တာဝန်ခံကပြောပါရယ်ပြီးခဲ့တဲ့2024ခုနှစ်အောက်တိုဘာမှာစတင်ခဲ့တဲ့အင်းတော်မြို့သိတိုက်ပွဲကြောင့်အဲ့ဒီလမ်းအတုံးပြုခွင့်ကိုပိတ်ပင်ထားခဲ့တာဖြစ်ပြီးရှစ်လနီးပါးကြာယာယီပိတ်ထားရတဲ့ အင်းတော်မျိုးတွေလမ်းမကြီးနယ်မျိုးပေါ်လမ်းတွေကိုတော်လှန်ရေးတပ်ဖွဲ့တွေဘက်ကပြန်လည်အသုံးပြုခွင့်ပေးလိုက်တာဖြစ်တယ်လို့ဆိုပါတယ်။လမ်းခေအခက်ခဲကြောင့်ကုန်စည်နှုန်းတွေမတက်အောင်တပ်ရင်တပ်ဖွဲ့တွေနဲ့အုပ်ချုပ်ရေးအဖွဲ့တွေတိုင်ပင်ပြီးမျိုးတွေလမ်းအသုံးပြုခွင့်ပြန်ပေးလိုက်တာလို့တော်လှန်ရေးတပ်ဖွဲ့ရဲ့တရင်မှုတဦးက DPP ကိုပြောပါတယ်။အခုနှစ်2025ခုနှစ်ဧပြီလ9ရက်နေ့မှာတော်လှန်ရေးတပ်ဖွဲ့တွေဟာအင်းတော်မျိုးကို အပိသက်သိမ်းပါရရှိခဲ့ကြတာလည်းဖြစ်ပါတယ်ရှင်။ သုံးနှစ်ကျော်လာပြီဖြစ်တဲ့ရုရှားယူကရိန်းစစ်ပွဲဟာအခြေမြွေပြစ်ခတ်ရက်ဆယ်နိုင်ကြောင်းနဲ့မဟာမိတ်တွေအနေနဲ့ရုရှားကိုကြီးမားတဲ့ဖိအားပေးမှုတွေပြုလုပ်ဖို့လဲဇလန်စကီးကတောင်းဆိုခဲ့ပါတယ်ဇလန်စကီးဟာချက်နိုင်ငံပရက်မျိုးကို ရောက်နေပြီးချက်သမရပါဘယ်နဲ့အတူသတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့ရမှာပြောဆိုခဲ့တာပါမမိတ်တွေရဲ့ဖိအားပေးမှုမပါရင်ရုရှားသမ္မတပူတင်ဟာပြည်ထနာတွေကိုအဆုံးသတ်ဖို့ခြေလန်းစတင်မှာမဟုတ်ဘူးလို့လဲဆိုပါတယ် ပြီးခဲ့တဲ့အပတ်ကပူတင်ဟာဆိုဗီယက်ယူနီယံကနာဇီတို့ကိုအနိုင်ရခဲ့တဲ့နှစ်ပေါင်း80ပြည့်ဖြစ်မေလ10ရက်ကနေ10ရက်အထိအပြစ်ခတ်ရက်စရေးကျင်းညာခဲ့ပါတယ်။အဲ့ဒီလိုသတ်မှတ်တာကိုဇလန်စကီကအတိတ်ပဲမရှိကြောင်းပြောခဲ့ပါသေးတယ်ရှင်။လီဗာပူးအသင်းမှာအင်အားဖြစ်တင်ဖို့လိုအပ်နေတဲ့နေရာ၃ခုကိုမန်ယူအသင်းဂန်ဝင် ရိုက်ကင်းကထောက်ပြသွားပါတယ်။အခုနှစ်ပရီးမီးယားလိဂ်ချန်ပီယံလီဗာပူးအသင်းဟာ ချန်ပီယံဖြစ်ပြီးနောက်ကစားခဲ့တဲ့ Chelsea နဲ့ပွဲမှာ၃ဂိုးတကူနဲ့အရင်နှိပ်ခဲ့ပြီးလာမယ့်ရာသီမှာစုဖလားကကွယ်နိုင်ဖို့ဆိုရင်အင်အားဖြစ်တင်ရမယ့်နေရာတွေကို Rygin ကထောက်ပြသွားတာပါချန်ပီယံစုကကွယ်နိုင်ဖို့ဆိုရင် Robert San ရဲ့နေရာအတွက်ပဲနောက်ခလူတူလိုအပ်သလိုဘိုဟိုခက်စစ်မှုတူနဲ့တိုက်စစ်မှုတူခေါ်ယူဖို့လိုအပ်ကြောင်း Rygin ကပြောပါတယ်။ Rygin ရဲ့မှတ်ချက်ပေါ် Liverpool တိုက်စစ်မှုဟောင်း Starrich ကလည်းထောက်ခံခဲ့ပြီး Konate နဲ့ Diego Jota တို့နေရာတွေအတွက် အရန်သင့်ကစားသမားတွေရှိနေဖို့လိုအပ်ကြောင်းမှတ်ချက်ပေးသွားပါတယ်ရှင်ဒီပီပီယုံမြင့်တန်ကြားရဲ့မနက်7:00နာရီတွင်ကိုရှုစားခဲ့ရတာပါမနက်7:00နာရီမှာလည်းထပ်ပြီးရှိတဲ့သတင်းတွေကိုဖြည့်ဆွတ်တင်ဆက်ပေးအောင်ပါကျွန်မကတော့ချေချိုဆမ်းပါကျေးဇူးတင်ပါတယ်ရှင် ကြားပရိသတ်များမင်္ဂလာပါခင်ဗျာကျွန်တော်တို့ရဲ့အပတ်စဉ်ထုတ်လင်းတင်ဆက်ပေးနေကြဖြစ်တဲ့ပြည်သူအစားပါဇက်အငှားဘေးစာများဖတ်ကြားခြင်းတော်တူ DVB အစီအစဉ်ပြန်လည်စတင်ပါပြီခင်ဗျာဒီဒီဘက်မှာလည်းကျွန်တော်နဲ့အတူတူဖတ်ကြားပေးမဲ့သူကတော့မတ်တီပဲဖြစ်ပါတယ်ဟုတ်ကဲ့မင်္ဂလာပါမတ်တီလေဟုတ်ကဲ့ရှင့်မင်္ဂလာပါကောင်ကျော်ရေ DVB ရဲ့တော်တူအစီအစဉ်ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်အဲဒီတစ်ပတ်မှာဘယ်နေရာတွေကပေးပို့လာတဲ့စာရင်းတွေမှာပေါ့နော်ဘယ်လိုအကြောင်းအရာတွေကိုရေးသားထားရဲဆိုတာကို ကောင်ကျော်အရင်ဆုံးဖတ်ပြပေးပါအောင်ရှင့်ဟုတ်ကဲ့ပါမသိဘူးလေအရင်ဆုံးပြပလာတဲ့စာရီထဲကမှာပထမဦးဆုံးဖတ်ပြပေးခြင်းနဲ့စာလေးတစ်ဆောင်ကတော့ဒီရှမ်းပြည်နယ်လာရှုမြို့နယ်ကရေးသားပြပလိုက်တဲ့စာလေးတစ်ဆောင်ကိုဖတ်ကြားပေးခြင်းပါတယ်ခင်ဗျာရေးသားထားတဲ့အကြောင်းအရာကတော့ရှမ်းပြည်လာရှုကစာရေးသားပြပလိုက်ပါတယ်လာရှု AD တရားခိတ်မှာ မနေ့ကမှစပြီးစောင့်နေတဲ့လမ်းဆောင်ခိတ်အာနာသိန်းစစ်ကောင်စီတပ်က ဒီနေ့ဧပြီလ23ရက်နေ့ကနေစပြီးပြည်သူတွေကိုလေပင်စားညင်းနေပါပြီ။တိန့်နီဘက်ကနေလာရှိုးမြို့တွေကိုဝင်လာတဲ့အိမ်စီကားအသေးတွေကိုတစည်း၃တောင်းဆိုပြီးပတ်စံတောင်းနေပါပြီ။လာရှိုးကနေတိန့်နီဘက်ထွက်ထွက်ကားသေးတစည်းကိုတော့၅တောင်းပေးရပါတယ်။မနေ့ကမှလာရှိုးရောက်တဲ့စစ်ကောင်စီတပ်ဟာဒီနေ့အပုံးနဲ့စပြီးထွက်နေပြီဖြစ်တဲ့မင်းအွန်လိုင်းစစ်တပ်ဟာလာမနေတင်းတဲ့အရက်မှလာနေတာဖြစ်ပါတယ်။မတရားကားလမ်းဝင်တောင်းတာတွေကိုတပ်ဆိုင်သူများ ဖယ်ရှားပေးပါအောင်ဆိုပြီးတော့ဒီလာရှိုကနေပြီးတော့ဒီ AD တရားထိတ်မှာပေါ့လေဒါစစ်တပ်ကနေပြီးတော့ပတ်စံတောင်းနေတဲ့အကြောင်းအရာလေးကိုဒါဒေတာကညာရေးသားပြီးတော့ပြပို့လာတာပေါ့နော်ဒါဒါတရုတ်ကဒါဂျာဝင်စစ်သက်နှိမ့်နိုင်မှုကြောင့်ဒါစစ်တပ်ကနေပြီးတော့ဒါဧပြီလ22ရက်နေ့နဲ့22ရက်နေ့ကနေစပြီးတော့ဒီလာရှိုမှာစပြီးတော့သူတို့ရုံထိုင်ပြီးတော့အခြေစိုက်တယ်ပြန်ပြီးတော့လာရှိုမြို့မှာပြန်ပြီးတော့အာနာပြန်ပြီးတော့ဒါထိန်းချုပ်လိုက်တယ်ပေါ့နော်အဲအဲ့လိုအခြေအနေမျိုးမှာပဲနောက်တရက်မှာပဲစပြီးတော့ ဒါလမ်းသာလမ်းသာတွေကားတွေကိုပတ်စံတောင်းနေတယ်ဆိုတဲ့အကြောင်းကိုဒေသခံတွေဤသားပြပလာတဲ့စာလေးကိုသက်ဆိုင်တာဝန်ရှိသူတွေသိရှိအောင်လို့ဖတ်ကြားတင်ဆက်ပေးလိုက်ရပါတယ်ခင်ဗျာဟုတ်ကဲ့ကွာကြော်ရေဒီတစ်ခေါက်ညီမဖတ်ပြပေးမယ့်စာလေးကတော့ဂျပန်နိုင်ငံတိုကျိုမြို့ကနေပေးပို့လာတဲ့စာလေးပါနှစ်တစ်မှာတဲ့ဒီပီပီသတင်းဖွဲ့သားများကျမ်းမာကြပါစေကျမကဂျပန်နိုင်ငံတိုကျိုမြို့ကပါဂျပန်မှာအလုပ်လည်းလုပ်နေကြတဲ့အလုပ်သမားကလေးတွေထဲက ယောက်ျားလေးအချို့စစ်မှုရန်စည်းရင်ပါကြောင်းမိဘတွေစီကအကြောင်းကြားစာလာပါတယ်။မြန်မာကစီကန်းတွေလည်းလိုက်နာနေသူတွေဖြစ်ပေမဲ့ဂျပန်မှာအလုပ်လုပ်နေကြောင်းစီကန်းတွေလိုက်နာနေကြောင်းရှင်းပြပေမဲ့ဝင်းညစ်ခံနေကြရပါတယ်။သက်ဆိုင်ရာသူတို့မိဘတွေနေကြတဲ့ရက်ရက်ွက်ကျေးရွာအုပ်ကြီးတွေကငွေညစ်နေတာပါ။လာစင်ဒီပါငွေပေးရတဲ့ကလေးတွေလည်းရှိပါတယ်တဲ့စစ်မှုထမ်းကင်းလွခွင့်ဘယ်ကိုသတင်းပို့ရမလဲငွေညစ်မခံရအောင်ဘယ်လိုလုပ်ရမလဲနားလေသူများတင်ပေးကြပါအောင်ဆိုပြီးတော့ရေးသားပေးပို့လာပါတယ်ရှင် ဟုတ်ကဲ့ဒီစစ်မှုရန်အကြောင်းပြပြီးငွေနှစ်တဲ့ကိစ္စတွေကတော့နိုင်ငံနေရာနှက်မှာလည်းဖြစ်နေရပါတော့အခုဆိုဂျပန်နိုင်ငံအထီတောင်ဒီကိစ္စတွေကကြုံနေရပြီပေါ့ဟိုငလင်ပြီးနောက်ပိုင်းပြည်သူတွေဒုက္ခမျိုးစုံကြုံနေရတဲ့အချိန်မှာလည်းစစ်တပ်ကဒီစစ်မှုရန်အတွက်စည်ရင်းကောက်တာတွေပေါ်တာဆွဲတာတွေရောဇက်တိုက်လှုပ်ဆောင်နေရတယ်လည်းတွေ့နေရပါတယ်ရှင့်ဟုတ်ကဲ့ဒီစစ်မှုထမ်းဥပဒေနဲ့ပတ်သက်ပြီးတော့ဒါအုပ်ချုပ်ရေးမှုတွေကနေပြီးတော့ဒါလူသားတို့လဲလှယ်တာတို့ဒါငွေကြေးတောင်းခံတာတို့ရှင်တိတိယယအေးအေးမဲဆိုပြီးတော့ဒါဒုတိယကာကွယ်ဦးစီးချုပ် ဒါစုံရင်းကိုယ်တိုင်ပြောထားတာရှိတယ်။ဒါပေမဲ့အောက်ခြေမှာတော့ဒါဒီလိုမျိုးတွေဖြစ်ပြနေရဲဆိုတဲ့စာတွေကတော့ကျွန်တော်တွေဒါအပတ်စဉ်အပတ်တိုင်းလို့လက်ခံရရှိထားတာရှိနေတယ်မသိဘူး။ဟုတ်ကဲ့ပါကျွန်တော်အခုတစ်ခေါက်ဆက်ပြီးတော့ဗောလေဖတ်ပြပေးမယ်စာလေးကတော့ကျွန်တော်တို့စာလေးဆိုတာတဲ့ကြပြားလေးဗောလေဒါပေးပို့လာတဲ့ဒီကတော့ကျွန်တော်တို့ရဲ့ဒီတော်လူ DBB စီစဉ်ကိုအရင်တုန်းကလည်းကြပြားလေးပေးပို့နေတဲ့ဒီအညာတရမိုးတောက်ကျဲဆိုတဲ့နာမည်နဲ့ဗောလေပေးပို့လာတာဖြစ်ပါတယ်အဲ့တော့သူရေးသားထားတဲ့ကြပြားလေးကိုဖတ်ပြရမယ်ဆိုရင်ခေါင်းစဉ်ကတော့ကျွန်တော်တို့ပေးထားတာ အဲ့တော့မြန်မာပြည်ဆိုပြီးတော့ပြေးထားတာပေါ့နော်အဲ့တော့ဖက်ပြရမယ်ဆိုရင်ပဲ့ကိုနင်းတော့ဥကပေါ့ဥကနင်းတော့ပဲ့ကပေါ့ခေါင်းကိုက်เสียအိမ်မနဲ့ရက်ဆက်ခဲ့တဲ့190ပိုးကိုက်တော့ပင်ဟို6ချားเสียအန်သွားနဲ့အမြင့်ကပါဆွေးလီတော့လဲပြိုလူမတက်တစားစားအုံမြင်ငိုကြွေးခဲ့မြည်ညစ်အေရာဘယ်မခန်းတော့လဲချောင်းငယ်ပုံသွင်းပမာနှိုင်းရလင်းရိုင်းရလင်းမလားအစိတ်စိတ်ကွဲကြည့်နေတဲ့ကြည်မှန်း အကြီးတန်းရုပ်ဆိုးကျေးမုံထပ်ပုံရိပ်ကပူများတဲ့သူတလူငါတမျိုးကြောင်းလဲခဲ့ချိန်တန်းသူမရော့ငါမရော့လွန်ဆွဲလာအပြိုင်ကျဲတယ်တာချင်းလွန်းလို့အမျိုးကိုယ်တော့ပဲခွာမင်းအီတူဖေအီကွဲကူမှ အကိုခေါ်ခြင်းလီတော့အမေရင်အိမ်ကနေသည်တာမိုက်ကတမျိုးမြေကြီးဝယ်ခြေချပခုံးနှစ်ဖက်ကခေါင်းပေါ်လူခွေးပင်ဆိုတော့လဲအနည်းမရှိတဲ့တော့ကြက်စုစုပြင်းမင်းမူရတယ်လို့ပါအနည်းရှိတော့လူသားပမာ စံထားမရှိခဲ့လေသလားဤဖွားဤမြေကျွေးခဲ့ကျေးဇူးထူးထူးထွေထွေဆက်နိုင်ကြပါစေငါဆူတောင်းဤတခုသောဆူတောင်းပြုလို့စံရည်တပါပေါ်များပါသည် တိုင်းပြည်သားเจ้าမင်းကောင်းတည်စေတို့ယခုတောင်းစုပြေပါစေအညာတရမိုးတောက်ကျဲဆိုပြီးတော့ဒေတာပေးပို့လာတာပါခင်ဗျာဟုတ်ကဲ့ပါအခုလိုမျိုးခင်ဗျားတို့ဒေတာပေးပို့တာကိုလည်းအထူးပဲကျေးဇူးတင်ရှိပါတယ်ဒါအညာတရမိုးတောက်ကျဲဆိုရင် ျွန်တော်တို့ရဲ့ .tvb season ကိုအရင်ကလည်းအခုလိုမျိုးကြားလေးတွေရေးသားပြပို့လာတာရှိပါတယ်။အဲတော့တခုပြောချင်တာကကျွန်တော်တို့ရဲ့ဒီ .tvb season ကပေါ့နော်ကျွန်တော်တို့ဒီပေးတာတွေအမြောင်များကိုဒါ passive pattern လို့ဒါဖတ်ကြားရတဲ့အစီအစဉ်မျိုးဖြစ်ပါတယ်။အားကြောင့်မို့ကျွန်တော်တို့ဒီရင်ဖွင့်စာတွေပေးစာတွေကြံစာတွေကိုရေးသားပြပို့တဲ့နေရာမှာလည်းအလိုရင်းတူရှင်နဲ့တူတူလေးနဲ့ပေါ့လေရေးသားပြပိုးကြဖို့လည်းမိတ္တာရခိုင်လိုပါတယ်ကျွန်တော်တို့ရဲ့ .tdbb အစီအစဉ်ကိုစာရီရေးသားပြပိုးတော့မယ်ဆိုရင် email ကနေတစ်သင်းရေးသားပြပိုးတော့မယ်ဆိုရင် facebook.com.dbbl@gmail.com ကိုရေးသားပေးပို့နိုင်ပါတယ်ခင်ဗျာ facebook ကနေရေးသားပေးပို့တော့မယ်ဆိုရင်တော့ facebook.com မြင်းဆောင် .dbbb ကိုရေးသားပေးပို့နိုင်ပါတယ် viber ဖုန်းနံပါတ်ကနေတစ်ဆင့်ရေးသားပေးပို့တော့မယ်ဆိုရင်တော့အပေါင်း6681112469ကိုရေးသားပေးပို့နိုင်ကြပါတယ်ခင်ဗျာဟုတ်ကဲ့ပါကိုအောင်ကျော်ကြီးဒီမှာဖက်ပြပေးမယ့်စာလေးကတော့ရန်ကုန်တိုင်းလဲကူးမြို့နယ်ကရေးသားပေးပို့လာတဲ့စာလေးပါရန်ကုန်တိုင်းနဲ့လဲကူးမြို့နယ်ဘိုးရင်ကလေးကျေးရွာကျေးရွာအုပ်ချုပ်ရေးမှူးက ပြည်သူစစ်မှုရာအမိစည်းရင်းများအားလိမ့်လည်စည်းရင်းတွင်ထားခြင်းတဲ့ပွဲစားများဖြစ်ကြသောဇေယကွင်းကျေးရွာနေသူနှစ်ဦးနှင့်ချိတ်ဆက်၍အေရာရီတိုင်းနှင့်ပဲခူးတိုင်းရှိလူငယ်တချို့ကိုအလုတ်ကန်ရရှိမယ်ဆိုကတဦးလျင်ငွေကျပ်360ခန်းရရှိမယ်လို့လိမ့်လည်ပြောဆိုပြီးတော့ဗောနော်ကျေးရွာတွင်မဲပေါက်နေတဲ့လူငယ်တွေရဲ့နိုင်ငံသားစစ်ဆေးရေးကတ်တီနဲ့လူချင်းအစားထိုးလဲလှယ်မှုတွေရှိနေတယ်တဲ့ပြည်သူ့စစ်မှုရဲ့ပတ်စင်တစ်အတွက်မဲပေါက်သူလူငယ်လေးဦးရဲ့အမိစည်းရင်းနဲ့အခြားအမိစည်းရင်းမသိတဲ့လူငယ်တွေကိုလူချင်းအစားထိုးပြီးတော့လဲလှယ်ဆောင်ရွက်နေတယ်အဲလူ လူအစားထိုးသွားရောက်ထမ်းဆောင်တဲ့အမည်မသိလူငယ်တွေကိုသူတို့ရဲ့မပုံတင်မှုရင်းနဲ့တကောင်စင်းမိတ္တူတို့ထည့်ပေးလိုက်ပြီးတော့အမိပါလူမှန်မှကြံခဲ့ပြီးတပတ်ကြာလျင်လာဝကရင်အပြောက်လျှောက်ခါတသိန်းကျန်တဲ့မပုံတင်နောက်တကက်ထုတ်ပေးတယ်တဲ့စစ်မှုရန်ထောက်ပံ့ငွေအဖြစ်တလားလျင်အိမ်အောင်စု9000ကျပ်ဖြင့်အိမ်အောင်စုပေါင်း850ကျော်စီရနေပြီးတော့လာစဉ်ပေးနေရတယ်မဲပေါက်တဲ့လူငယ်မိသားစုထံကလည်းတဲ့15သိန်းကျပ်အထက်မှန်ကောက်ခံနေတဲ့အစားထိုးသွားရောက်တဲ့ထမ်းဆောင်သူတွေနဲ့ ဟိုစားတို့တွားရောက်ထမ်းဆောင်တဲ့သူတွေကိုတော့ဆယ်သိန်းချက်သာပေးရတဲ့ကျန်တဲ့ငွေတွေကိုတော့ပွဲစားတွေနဲ့အုပ်ကြီးတွေကခွဲယူနေတယ်ဒါတွေကိုအများသိအောင်ရင်းဖွင့်လိုက်ပြရစီ TPP ရေးဆိုပြီးတော့ရေးသားပေးပို့လာတာဖြစ်ပါတယ်အခုလိုစားလေးရေးသားပေးပို့လို့လဲကျေးဇူးတင်ပါတယ်ဒီစစ်မှုရန်တို့ကစရင်ကောက်တာတွေငွေကြေးတောင်းခံနေတဲ့ကိစ္စတွေကတော့ဟိုနေ့စဉ်လိုညီမတို့လည်းတည်င်းမှာကြားနေရတယ်ပေါ့ရှင့် ဟုတ်ကဲ့ပါမတီကြီးကျွန်တော်အခုဆက်ပြီးတော့ဖတ်ပြပေးမယ့်စာကတော့ဒီမန္တလေးတိုင်းတာတီမြို့နယ်ကပြပို့လာတဲ့ဒါစာလေးကိုဆက်ပြီးတော့ဖတ်ပြပေးချင်ပါတယ်ခင်ဗျာဤတာထားတဲ့အကြောင်းအရာကတော့မန္တလေးတိုင်းတာတီမြို့နယ်ကပါခင်ဗျာကျွန်တော်တင်